အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ပိတ်သက်များအားလုံးကိုလည်းချက်တည်းမင်္ဂလာဖြာဖြာနေ့ပြည့်စုံနေလေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ယနေ့ခေတ်ကာလမှာလူတိုင်းလူတိုင်းလိုအပ်နေတာကတော့ပတ်စံပါပဲမိဒီအခြေအနေမျိုးစုံပဲဖြစ်ဖြစ်မဆန့်လို့ခြင်းနဲ့မွေလို့ခြင်းနဲ့အခုလိုကာလဒီမှာဆိုအရာရာချက်တဲတယ်အရာရာခက်ခဲပတ်စံရှားတာမလွယ်ဘူးပတ်စံရှားရဲသူကလည်းအရာရာအရန်လွယ်တာပဲပတ်စံရှားခက်တဲ့သူတွေကလည်းအရန်ရှားခက်တာပဲအဲ့တော့ပတ်စံရှားလဲလွယ်မယ် ချို့သူတွေတို့ရှိတယ်ပတ်စံနဲ့ရှာနေနဲ့လည်းထီကခြေလေးတွေပေါက်ချင်တယ်ခဏလေးတွေပေါက်ချင်တယ်နော်ခဏခဏလေးတွေကောင်းချင်တယ်ထီကန်လေးတွေကောင်းချင်တယ်မွေလည်းဝင်ချင်တယ်ဆိုတော့သူတွေရှိကြပါလိမ့်မယ်အဲ့လိုတွေတော့ကျွန်တော်ထီကန်လည်းကောင်းစီမယ်ထီလည်းပေါက်စီမယ်လက်လာပါရည်လည်းတိုးပွားစီမယ်မန္တလေးတဲ့ဘုတ်ကိုကျွန်တော်ပြည်သက်တွေကိုပြောပြပေးမယ်ဟိန္ဒူဘာသာမှာလက်လာပါရည်အားလုံးကိုပိုင်းဆိုင်တဲ့မေရောရှိပါတယ်အဲ့ဒီမေရောကိုလက်ရှိမေရောလို့ခေါ်ပါတယ်နော်လက်ရှိမေရောကရနာရှူမွေတနာချမ်းသာကိုပိုင်းဆိုင်ပါတယ်အဲ့တော့ ဒီကာရာလေးကလက်ရှိမဲ့တော့ကိုချီကျူးတဲ့ကာရာဂုံပြူတဲ့ကာရာပူဇော်တဲ့ကာရာလို့လည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့ဩရှရီလက်ရှိသဟိုဒရာယနမဟာဩရှရီလက်ရှိသဟိုဒရာယနမဟာနော်ကျွန်တော်ပြောပြမယ်နော်ဩရှရီလက်ရှိသဟိုဒရာယနမဟာဩရှရီလက်ရှိသဟိုဒရာယနမဟာ အဲ့လိုယူမယ်ဆိုရင်တော့ Om Shri Lakshmi Sahodaraya Namaha Om Shri Lakshmi Sahodaraya Namaha Om Shri Lakshmi Sahodaraya Namaha ပေါ့ဒီကလာကိုဘယ်လောက်ထိယူရမလဲလို့ပြောရင်အခောက်ကြီးတစ်ထောင်တစ်တောင်တစ်သိန်းတစ်တန်းထိကိုရုပ်ဖက်တယ်ဆက်တင်ပါလေလို့အားရှိပါတယ်နော်ဒါရုပ်ဖက်တယ်ဆက်ဖို့အတွက်ကတော့ဘာလိုအပ်မလဲဆိုတော့ထွေထူးတော့မလိုအပ်ပါဘူးအရင်ဆုံး Lakshmi Bell ကိုအရင်ဆုံးဒီပူဇော်ရပါတယ် ချိကတ်ရပါတယ်အဲ့ဒါပြီးတဲ့အခါမှာဒီကာရာလေးကိုရွက်ဖက်တည်းစေရပါတယ်အဲ့တော့ချိကန်လေးလည်းပွင့်လာစေပြီးတော့လက်လာပါတွေလည်းတိုးပွားလာစေပါတယ်အဲ့တော့အားလုံးဒီပေါက်ကြပါစေကံကောင်းကြပါစေကနန်းတွေနဲ့ပတ်သက်ပြီးတော့ကံကောင်းကြပါစေကျွန်တော်အနေနဲ့ပြောချင်ပါတယ်အားလုံးလက်လာပိုက်တိုးပွားကြပါစေခင်ဗျာ